ချန်ပီယံအစွမ်းအစကိုအကဲဖြတ်ပေးဦးမယ်ပွဲဥထက်ပွဲစဉ်၃ပွဲလေဗာပူအသင်းရဲ့မနစ်ကချန်ပီယံခြေစွမ်းနေတန်နေသေးလားဆိုတာကိုအကဲဖြတ်ပေးဖို့အတွက်ပွဲဥတက်မာရင်အသင်းကောင်းအနေနဲ့ရင်ဆိုင်သွားဖို့ရှိပါတယ်ဂျားထဲမှာခြေစွမ်းပွဲတွေရှိသေးတယ်ဆိုရင်လည်းအမ်စလော့အနေနဲ့ပရီးမီးယားလိပွဲစဉ်တွေမှာတော့သူသွားခြင်းနဲ့ပုံစံအတိုင်းသွားဖို့ရှိနေတာပါချန်ပီယံစကွတ်ထဲကနေအဓိကထွက်ခွာသွားတာ အာနိုးပဲရှိသေးတယ်လို့အသင်းရောက်လာတဲ့ဝစ်ကာရောပြင်ဆင်ကစားသမားတွေနဲ့ပူးပေါင်းမှုက ဘယ်တိုင်းတာလောက်အထိအံဝင်ခွင့်ကြရှိမလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။ပွဲဦးတဲ့မာလီဘဘူးက FV မြေမှာဘုံမောက်အတင်ကိုရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဘုံမောက်ဆိုတာကကစားသမားကောင်းနေနဲ့စုဖွဲ့ထားတဲ့အတင်ဖြစ်တယ်လို့မနစ်ကနှစ်ကုံပိုင်းမှာအတော်လေးခြေစွာခဲ့တာပါ။ဆိုတော့လီဘဘူးကိုကောင်းကောင်းကြီးအကဲဖြတ်ပေးဦးမှာပါ။ဒုတိယမြောက်ပွဲစဉ်ကတော့အဝေးကွင်းမှာနယူကာဆယ်ကိုရင်ဆိုင်သွားရမှာပါ။နယူကာဆယ်ဆိုတာကတော့တမိုင်းချောင်းလဲရှိထားပြီးသားဖြစ်တယ်လို့ထိတ်တန်းကစားသမားတွေကိုလည်းစက်ထိန်ထားတဲ့အသင်းဖြစ်တာကြောင့်ခြေစွမ်းကမနစ်ကရာတီကအတိုင်းကောင်းမွန်နေဦးမှာတည်ကြပါရယ် တကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်လေးဖြစ်လာအောင်ပါတတိယမြောက်ကတော့မြို့ကြီးသားအသင်းနဲ့ပါမနစ်ကတော့ God of Honor ပြုလုပ်ပေးထားရတဲ့ Arsenal အသင်းသားတွေရဲ့စိတ်ပုံးအားတွေကိုဒီပွဲမှာမြင်တည်သွားရဖို့ရှိနေတာပါလုံးဝရော့ကျလာမှာတော့မဟုတ်ဘဲနဲ့သူတင်ကိုတင်ရှင်ကစားကြရတော့မှာဖြစ်ပါတယ်ယာတင်ပွင့်ပွဲစဉ်၃ပွဲစလုံးဟာလီဗာပူးအသင်းရဲ့ချန်ပီယံခြေစွမ်းကဘလောက်အထိကြံနေသေးလဲဆိုတာကို ကောင်းကောင်းကြီးအကဲဖြတ်ပြီးသွားရမှာဖြစ်ပါတယ်။ဒီဘဘူးကလည်းချန်ပီယံဘွဲကိုဆက်ပြီးတော့ကာကွယ်လိုနေတာကြောင့်အကောင်းဆုံးအစုအဖွဲ့ပြင်ဆင်ထားနေပြီဖြစ်ပြီးတော့လီဗာပူးရဲ့စိတ်ဝင်စားပွဲရာနောက်ထပ်ရာသီတစ်ခုကိုဆက်လက်မြင်တွေ့သွားရဖို့ရှိနေပါတယ်ရှင်။